အားလုံးပဲမင်္ဂလာပါရှင်။ကျွန်တော်တရင်ချာနေရဲ့ရပလာတောင်းရဲ့ရူဒီဆက်ဆောင်တက်ဆက်ပေါ်မှာဖြစ်ပါရယ်။ From them also အတွင်ကယနာချတဲ့ရွှေလုတ်ခွဲတွေမှာပြန်လည်သူ့ဘဘလောက်ဆောင်နေပါရယ်။ WhatsApp ဂျီကအတွင်ကတော်ရီတဲ့တပြေးတင်ဆောင်နေတဲ့ဒီရောက်ခံပြည်သူတွေမူကတဲ့တောက်တုံးရဲ့အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါရယ်။ စကောက်စီရေလုံလေးလှထားရှိတဲ့လုံရက်တွေကြောင့်မလုံလားအပ်တဲ့အသက်သေဆုံးမှုတွေမဖြစ်စေရင်အကြံကာလမှလူစုလူဝေးတွေမပြုတ်လို့ဖို့အရခတတော်ရေကညွှန်ကြားထားပါတယ်။စားရတဲ့ရုံတွေကိုတက်ဆက်ပြတော့မှာပါ။ကျမတို့အစစ်အစစ်သက်သူမင်းကြီးဖြစ်ပါတယ်။ကြောင်မျိုးနဲ့ Tramdam ဂျေဝါတွင်မှရှိတဲ့ဂျေဝါတွေကရွှေလောက်ကတွေကိုလွန်ခဲ့တဲ့မတ်လအတွင်းကခေတ္တရန်နာချပေမဲ့ပြီးခဲ့တဲ့ဘက်ကစားပြီးပြန်လည်ကျူဖို့ဖို့လှုံ့ဆော်နေပြီလို့ဒေတာခန်တွေကပြောပါတယ်။ Tracer ကတင်ဆက်ပေးမှာပါ။ ုအချိန်မှာအဲ့ဒီခြေရွာတွေကနေင်းချံဝင်းတွေချောင်းတဲ့ရှောင်းနဲ့အစင်မြောင်းတွေတာမကလေတွေအလုံးနီးပါးကိုလည်းလုပ်ငန်းရှင်တွေဟာရွှေတိုးပေါ်လိုက်ကြပြီဖြစ်တာကြောင့်တရလုံးပြည့်စည်နေပြီလို့ဘူတာဝဒေတာကန်တူကပြောပါတယ်ခါစင်ဘီမတ်ဂျန်ဝယနာဇန်တန်ယံရဲ့အစမပြေတော့ဘူးဆိုတော့ဧကယာနဲ့ချီရှိသွားပြီဧကအရများသွားပြီအဓိကကတော့သူတို့ကရေချောင်းတစ်လျှောက်တူးနေတာဖြစ်လို့ရေချောင်းလဲအလုံးပြည့်စည်သွားတယ်ဆယ်တွေလဲပြည့်စည်သွားတော့လယ်တွေကပြည့်စည်တာအရများသွားတာပေါ့ နမ်ခမ်ချေရွာကဒေသခံလူကြီးတချို့အနေနဲ့မနစ်ကလေးအားဘုရားကိုခရိုင်အစင်အထိရှီတူးပုံမှုနဲ့ပတ်သက်ပြီးအချိန်ချိန်တိုင်ကြားစာပို့ပေမဲ့အခုအချိန်အထိအရေးယူဆောင်ရွက်ပေးတာမရှိဘူးလို့သိရပါတယ်ထရမ်ဒမ်ကျေရွာဟုဆိုအတွင်ကနမ်ခမ်နဲ့နမ်စဘုံကျေရွာဒေတာခန်တွေရဲ့လီကထောင်ချီမှာစပားစိုက်ပြုံနိုင်ဘွားအတွက်တိဆောက်ထားတဲ့ဆေးမြောင်ရေလွေးစင်နဲ့ရေကာတာတန်းတွေကိုရွှေတူးဖို့ဖြစ်စီလိုက်ကြပြီလို့လည်းဘူတာဟိုဒေတာခန်တွေကပြောပါတယ် ရှန်နေနိုင်ငံတော်ဘတ်ဂျက်မာမာကဲတော့နိုင်ငံတော်ဘတ်ဂျက်လည်းကိုအရန်ဖြတ်စည်းလိုက်ပြီးမလိခမြစ်တွင်မှာလည်းအဲ့ဒါလိုပဲအရန်လှုပ်လာတယ်ကြောက်တွေထုတ်မယ်ဆိုရက်ကောင်းစင်နဲ့မရရအောင်လှုပ်လာတာဟုတ်တယ်ဧကတော့အရန်များသွားပြီးဧကထောင်ချီရှိမှထင်တယ်အဲ့ဒီဘက်မှာကလည်းအများဆုံးရှိရနေရတွေဟုတ်တယ်အဲ့ဒီစင်မြောင်းနှစ်ခုရေလွေးစင်လေးခုနဲ့ဧကတာနှစ်ခုတို့ကို USDB နဲ့ LND အစိုးရကာလတွေကနိုင်ငံတော်အစိုးရဘတ်ဂျက်နဲ့စက်တင်ပေါင်းတထောင်ကျော်ဝန်းကျင်အကုန်ကျခံတည်ဆောက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ချေရွာဦးစုအတွင်းကအချောင်းတရှောင်းနဲ့ရွာနတ်မှာဒေသခံလုပ်ငန်းရှင်တွေ အောက်ပိုင်းကတက်လာတဲ့လုပ်ငန်းရှင်တွေတရုတ်လုပ်ငန်းရှင်တွေစစ်ကောင်စီနဲ့ပြည်သူ့စစ်အဖွဲ့အစိုးရဌာနတွေစားလုပ်ရေးဌာနတွေပူးပေါင်းပြီးစစ်ရန်တရာကြီးတွေအုံပြုဒူးဖော်နေကြတာဖြစ်ပါတယ်။ အဲ့ဒီလုံငန်းရှင်တွေဟာရွာတွင်းကချောင်းနဲ့အင်းချောင်းဝင်းတွေဆက်ပြူးမြေလေကွက်တွေပါမကြမ်းရှည်သူထားတာဖြစ်လို့အခုအချိန်မှာတော့ဒေသခံတွေဟာတောက်သုံးရခဲအခဲနဲ့ရင်ဆိုင်နေကြရပါတယ်။ဒါအပြင်အင်းချောင်းမြေနေရာတွေကလွယ်ပြီးချောင်းလေကွက်ဆက်ပြူးမြေနေရာအဆရှိတဲ့နေရာတော်တော်များများကရွှေချင်းတွေကိုမြေပြန်မဖို့ပဲထားခဲ့တာကြောင့်ကျွင်းနွားသရိုက်ဆန်တွေလည်းချင်းထဲမှာကြာခဏဆိုသလိုပြုတ်ကြတာတွေရှိနေတယ်လို့လည်းတီးရပါတယ်။ အာလာတင်းပြည်နောက်ကျေးရွာအတွင်ငါးမွေးမြူရေကန်တိဆောက်ရေးစီမံကိန်းကောင်းစင်တပ်ပြီးဝင်ရောက်လာတဲ့ရှူတူဖော်မှုကြောင့်တရားလုံးပြည့်စည်နေရပြီဖြစ်တယ်လို့လည်းဆိုပါရယ်အစကရွာသားတွေနဲ့အတူငါးမွေးဖို့ကန်30လောက်တူပြီးရှူတူယူနေတာကြောင့်ငါးတေချာမမွေးနိုင်ပဲဒီအတန်းရင်နာချာရကနေပြည်နေကောင်းစီအစိုးရစီဒေတာဆန်ဖူလုံရဲ့အတွက်လေကွင်းတွင်မှာရေတွေဖို့ရေလန်းချောင်းတွေ့ရမယ်ဆိုတဲ့ကောင်းစင်ပြောင်းပြီးတော့ချောင်းတစ်လျှောက်ရွှေပြန်တူဖို့ခေရာလို့ဒေတာခန့်တွေကရှင်းပြပါရယ် ရွှေတိုးဝမြေနေရာတွေလောက်ကတူကိုရွှေထိုင်နှုံပေါ်မူတည်ပြီးတင်းရာကြီးပိုင်းကနေတင်းထောင်ကနအချီပေးကရောင်းဝယ်ပြီးရွှေတူးဖို့နေတာလို့ကြားသိရပါတယ်။ လုံငိုင်းရှင်တွေဟာဗိုတာကိုဒေတာကအဖြူအားမိုးခရိုင်မိုးမြို့နယ်မိုးရေးမှုနဲ့ပြည်သူစစ်တပ်ဖွဲ့တွေအားလုံးကိုလာဆင်ပေးဆောင်ရတဲ့အခွန်ကချက်တင်း130ရှိပြီးဘက်ဟိုးတစီအတွက်လည်းလာဆင်ဆောင်ရတဲ့အခွန်ကချက်တင်း130အနည်းဆုံးရှိတယ်လို့သိရပါတယ်။အဲ့ဒီကြေးရွာအစုအတွင်းကရွှေလူကွက်တွေမှာရွှေဒူးပေါ်ရဲအတွင်းအသုံးပြုတဲ့ဘက်ဟိုးအစီရေစုစုပေါင်း90ဝန်းကျင်လောက်ရှိတယ်လို့လည်းသိရပါတယ်။ ဒါအပြင်ဖောက်မကျေးရွာမှာလည်းရှူတူးဖို့အတွက်လုပ်ငန်းရှင်တွေဟာမြေနေရာတွေကိုတင်းရကြီးပိုင်းပေးပြီးလိုက်တံဝယ်ယူကာဖောက်မချောင်းတခြားအပါအဝင်ရွာတွင်းကရှူထွက်တဲ့နေရာတွေမှာရှူတူးဖို့လုပ်နေကြပြီလို့လည်းသိရပါဗျ။ရွှေလုတ်ကိတ်ကြောင့်ဗူတာဝဒေတာကတဘာဝပါဝင်ခြင်းနဲ့တယံဇာတာတွေမပြည့်စည်သွားရလေအောင်ရှီတူပေါ်တာတွေကိုထိန်းချုပ်ဖို့လိုအပ်ကြောင်းနဲ့ဒေတာခါအလုံးမိမိဒေတာကိုတန်ဖိုးထားကာကွယ်ဖို့လိုအပ်နေပြီဖြစ်ကြောင်းဗူတာဝဒေတာခံတွေကဆိုပါရယ် ီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့တရင်ချောင်းရတွေကိုပေးဖို့ channel ဆိုရင်တော့မချနာတရင်ချန်နေရဲ့ messenger အနေဖြစ်စေဖုန်းနံပါတ်3969633333တက်ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။ဖကမြူနေဝရစုချေရွာအတွင်ကတောတောင်တွေထဲထပ်ပြဲတင်ရှောင်းနေတဲ့ဒေတာခံပီတူတွေမူကသေးတောက်တုံးရဲ့အခက်ခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့သိရပါတယ်။ဆက်ဆိုင်ကတင်ဆက်ပေးမှာပါ။ စစ်ရေးအခြေအနေတွေကြောင့် March လ3ပိုင်းကနေထွက်ပြေးသိမ်းရှောင်လာတဲ့ဒေတာခံပြည်သူတွေဟာကာလကြာလာတဲ့နဲ့အမျှအစားအသောက်အတွက်စိုးရိမ်လာရတဲ့အပြင်တောက်တုံးရီကိုလည်းတတ်နိုင်တဲ့နည်းနဲ့သုံးဆွဲနေရတယ်လို့ဒေတာခံတဲ့နည်းဆက်သူတူကမချင်တဲ့တဲ့င်းချာနယ်ကိုပြောပါရယ်။ဒါအပြင်လူဦးရေစုစုပေါင်းတထောင်ကျော်လောက်ရှိတဲ့ဝါရဆုပ်ကျေးရွာဒေတာခံပြည်သူတွေဟာတောတောင်တွေထဲနေရာခွဲပြီးနေနေရတယ်လို့သူကပြောပါရယ်။ ထွက်ပြေးသိမ်းရှောင်နေရသူတွေထဲကအသက်ကြီးပိုင်းအမျိုးသမီးနှူးဟာလည်းထွက်ပြေးသိမ်းရှောင်နေစဉ်အတော်အတွင်းဒေါက်ထဲမှာပဲအသက်ဆုံးရှုံးတာတွေရှိခဲ့တယ်လို့လည်းထပ်မံသိရှိရပါတယ်။လက်ရှိအချိန်ဝါရဆုပ်ကျေးရွာအတွင်းကချင်လွတ်လပ်ရေးတမတော် KIA နဲ့ဝါရဆုပ်ပြည်သူစစ်တို့နှစ်ဖက်သက်အနီးကပ်နေရာယူစောင့်ကြပ်နေတဲ့အခြေအနေတွေကြောင့်ဒေသခံတွေဟာရွာအတွင်းပြန်လာနေထိုင်ဖို့စိုးရိမ်နေကြတယ်လို့လည်းသိရပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ16ရက်မွန်းလွဲပိုင်း3နိုင်ဝန်းကျင်လောက်မှာဝါရဇပ်ဂျေဝါအတွင်တိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်ကောင်စီတပ်ကနေဂျက်ဖိုက်တာတစ်စင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အသက်29နှစ်အရွယ်ကိုလပြဘရောင်မိုက်ဆိုသူထိခိုက်ဒဏ်ဆုံးခဲ့ရပြီးနေအိမ်တစ်လုံးမိလောင်သွားတဲ့အပြင်ဂျန်နေအိမ်နှလုံးကတော့ထိခိုက်ပျက်စီးသွားတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ် ဲ့ဒီလိုလေနဲ့ဘုံကျဲတိုက်ခိုက်တာတွေရှိလာတာကြောင့်ဒေသခံပြည်သူအများစုဟာဆိုရင်ပြီးမတ်လဆန်လောင်ကနေထွက်ပြေးတိမ်းရှောင်တာတွေပြုလုပ်လာကြတာအခုဆိုရင်တောတောင်တွေထဲတိမ်းရှောင်နေကြတာတလားလောက်ရှိလာပြီလည်းဖြစ်ပါတယ်ဒါအပြင်မတ်လ14ရက်နေ့ကလည်းပြည်သူ့စစ်တပ်ဖွဲ့တွေဟာဝါရဆုပ်ဂျေယောထိတ်အနီးကနမ်ဆန်ရကောက်ကလူနေအိမ်၁၀လုံးကျော်ကိုလည်းမြင်းရှုပ်ဖျက်ဆီးခဲ့လို့ဒေသခံနဲ့နေဆက်သူရဲ့ပြောပြချက်အရသိရတာပါ တချို့နှစ်ကူချိန်မှာအတိတ်တည်းနဲ့ဖြတ်တန်းနိုင်ဖို့အပြင်စကောက်စီလုံးလေးလှူထားရှိတဲ့လောက်ရတွေကြောင့်ဘလူလာအသက်အသက်သေဆုံးမှုတွေမဖြစ်စေရေးတချံကာလမှာလူစုလူဝေးတွေမပြုတ်လို့ဖို့အရကတတော်ရေးကညွှန်ကြားထားရလို့သိရပါတယ်။ပီတူရဲ့အတန်နဲ့အန်ဒီကိုဆိုရင်ပြီးကောက်ွယ်ထားနိုင်ဖို့အတွက်စီကန့်အချက်၆ချက်ကိုဒီနေ့အရီလာ၃ရက်နေ့မှာညွှန်ကြားထားရလို့ဆိုပါတယ်။လူရေချွတ်အများပြားစင်းနေလိုက်ပါတဲ့ကားရင်းနဲ့မြို့ပေါ်မှာလေပတ်တာရေကစားတာတွေမပြုတ်လို့ဖို့တစ်မျိုးနဲ့တစ်မျိုးတရွာနဲ့တရွာ ကားရင်းနဲ့ကောက်ခုံလေးပတ်သွာလာပြီးရေကစားရာတွေမလုပ်ဖို့အပြင်လူစုလူဝေးဖြစ်စေတဲ့တကြံမှန်သက်တွေပြုလုပ်ပြီးရေကစားရာရှိုးပွဲတွေကျင်းပတာမျိုးမလုပ်ရဘူးလို့ဆိုပါရယ်။ဒါပြင်ပုံကြီးချောင်းတွေမှာအပုပ်တီလာဆောက်တီရာအလူတန်းပြုလုပ်တာတွေကိုလူစုလူဝေးတွေနဲ့မလုပ်ဖို့အပြင်ပြည်သူတွေအလုံးချုပ်ရေးကိုလေးစားတော့အဖြစ်မြို့ရွာတွေမှာဆောင်ပေါက်တွေဆူညံစွာဖွင့်တာလူမှုပတ်ဝန်းကျင်ကိုအတန်အပြုမူတွေနဲ့အနောက်ရှက်ဖြစ်စေတဲ့လုပ်ရက်တွေကိုမလုပ်ရဘူးလို့လည်းဆိုပါရယ်။ ဒီစီကံတမချက်တွေကိုဌာနဆိုင်ရာတမွန်ရှိသူတွေအနေနဲ့ပြည်သူတွေကိုကြိုးကြောင်းတင်ရှင်းပြရမှာဖြစ်ပြီးပြည်သူတွေကလည်းအခြေအနေကိုထောက်ရှုပြီးစီကံတွေကိုလိုင်းနာချဖို့လည်းပြောဆိုထားတယ်လို့သိရပါတယ်အန်ဒီကင်ကင်းနဲ့ကိုလေးချိအမြရွံ့ကြစေဖို့နီလန်ကောင်းကဘာတွေဖြစ်မလဲဝိချဖို့ကကိုခင်မာဒိုင်ရိုက်ပလန်တွေဆေးတွေကော်ဖီတွေစတဲ့နီလန်ပေါင်းစုံရှိပေမဲ့အန်ဒီကင်ကင်းနဲ့ ိုလေးချိန်အမြန်ရွက်ချစေဖို့နီလန်ကောင်းကပါရီဖြစ်မလဲဆိုရင်အစာမစားခင်တိုင်းရေတောက်ပေးပါမနေ့စာစားတဲ့အခါအသားများများစားပေးပါအသားများများစားပေးခြင်းကဆာလောင်မှုကိုလျှော့ချပေးနိုင်ပါတယ်မနေ့စာကိုအသားများများစားပေးတဲ့အတွက်ကယ်လိုရီပမာဏကိုနည်းပါးစေပါတယ်အစာအစာများကိုဖြည်းဖြည်းချင်းကျင်ညက်အောင်ဝါစားပေးဖို့လိုပါတယ် အမြင့်သက်ပါတော့အစားစာများဟင်းသီးဟင်းရွက် အသီးနှံများကိုစားပေးပါအချိုရည်ပူးတွေမတောက်ပါနဲ့တဘာဝတီတီများကိုချိန်ပြီးတောက်ပေးပါ ကြမ်းများကိုလိုလာတဲ့ပူစားခြင်းစီကြောစားများစားခြင်းကိုတက်နိုင်သမျှလျှော့ချပေးပါရှောင်းနိုင်ရင်တော့ပူကောင်းပါတယ်ကစီတက်ပါဝင်တဲ့အစားစာများထမင်းများကိုတက်နိုင်သမျှလျှော့စားပေးပါ နောက်ပြီးဝိကျစေမဲ့ဒူနာငါအမဲသား အလူပြုပဲမျိုးမျိုးအစစ်အစာဟင်းဒီဟင်းရဲဒင်းကျင်းစားတဲ့အစားအစာများကိုပို့စားပေးပါရင်းနှီးချမ်း green tea coffee များကိုနေ့စဉ်တောက်သုံးပေးပါရေတက်ပြေဝအောင်ရေမြများတောက်ပေးပါချုံလုံးသောအစားအစာများအစီစိတ်များသောအစားအစာများရှောက်ပေးပါ အရက်ဘီယာများကိုရှောက်ပေးပါအိတ်ခတ်ဒီချေနနာရီအတွင်းအစားအစာချင်းရှောက်ပေးပါ တနေ့အချိန်၈နာရီပြည့်အောင်အေးအေးဝဝအေးပေးပါ လေးချိန်ခန်းကို တနေ့နိုင်ဝက်ခန့်ပြုလုပ်ပေးပါစားတဲ့နီးလန်းတွေကအနေအကင်းကင်းနဲ့ကိုခန္ဓာကိုထိခိုက်မှုမရှိပဲတင့်ကျမ်းမာရေးကိုပါ ကောင်းမွန်စေနိုင်တာကြောင့်ဒီနီးနားလေးအတိုင်းလက်လုံးကြည့်ပေးပါလို့တိုက်တွန်းလိုက်ပါတယ်ဝိချနာသတင်းချန်နယ်ရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထီး ည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်နာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တွေကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။